ဟယ်လိုဟုတ်ကဲ့ကျွန်တော်ယူကြည့်သူညကမနာမက်ဆေ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီခေါင်းမှာတော့စိတ်နှလုံးကောင်းစားရင်အရာရာကောင်းစားမယ်ဆိုတာ ဟုတ်လားမဟုတ်လားဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့တမန်ကျမ်းစာကိုကြည့်ပြီးတော့မှတစ်ချက်လောက်လည်လာသွားကြမှာပဲဖြစ်ပါတယ်ကျွန်တော် YouTube ညီကောင်မတို့ဆီအားလုံးလည်းဒီတမန်ကျမ်းစာကိုဖတ်ရုပ်ပြီးတော့မှကျွန်တော်တို့ဒီအတုံးတော့အမှန်လားမှန်လားဆိုတော့ကျွန်တော်တို့စစ်စစ်သွားကြမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့အဲဒါကြောင့်အခုပဲစာလိုက်အောင်ပါ ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အဲဒီကျမ်းပါကိုအရင်ဆုံးဖတ်ရမှာပဲဖြစ်ပါတယ်အရှင်ဟောအစာတတိယဆုံးအခန်းငယ်1ထဲကအကြောင်းလေးပဲဖြစ်ပါတယ်အဲဒါဆိုရင်ကျွန်တော်တို့အရင်ဆုံးအနေနဲ့သူ့ရဲ့အခန်းငယ်တစ်ကနေပြီးတော့မှကျွန်တော်အခန်းငယ်1ထိကိုအရင်ဆုံးဖတ်ကြားပေးချင်ပါတယ်အသက်ကြီးသူသည်ချက်တော်ဂာယုကိုကြားလိုက်ပါ၏။ငါသည်တင်၌အမှန်ကန်သောချစ်ချင်းမေတ္တာရှိ၏။အချင်းချစ်သူ တင်းစိတ်နှလုံးသည် ကောင်းစားတကဲ့သို့တင်းသည်အရာရာ၌ကောင်းစားခြင်းနှင့်ချမ်းမာခြင်း ရှိမိကြောင်းငါဆုတောင်း၏ဆိုပြီးတော့မှပေါ်ပြရတဲ့ဟာလေးကိုကျွန်တော်တွေ့ရပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီစိတ်နှလုံးကောင်းစားရင်အရာရာကောင်းစားမယ်ဆိုတာမှန်လားမှားလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့ဒီတမချန်စာကိုကြည့်ပြီးမှစစ်စစ်ကြည့်အောင်ပါတမန်တော်ရှင်ယောဟန်နေပြီးတော့မှ သူဂါယုကိုမှားချလိုက်တဲ့အစာပဲဖြစ်ပါတယ်ဒီစာအစဉ်တော့ဟုတ်ကဲ့ကျောင်းဒီမှာချက်ပြမကြည့်မယ်ဆိုရင်ငါသည်တင်၌အမှန်ကန်သောချစ်ချင်းမိသားရှိ၏ငါသည်စီမှာအမှန်ကန်တဲ့ချစ်ချင်းမိသားရှိရဲ့ဟုတ်ကဲ့ဒါဆိုကြောအခန်းငယ်နှစ်ဆက်ကြည့်အောင်ပါအချင်းချစ်သူတင်းစိတ်နှလုံးသည်ကောင်းစားတဲ့ကဲ့သို့တင်းရဲ့အစိတ်နှလုံးဟာကောင်းစားတယ်လို့မျိုးဆိုပြမှပြောပြထားတာပဲဖြစ်ပါတယ်။တင်းသည်အရာရာ၌ကောင်းစားခြင်းနှင့်ဂါယုစီမှာအရာရာမှာကောင်းစားခြင်းနဲ့ အဲကျမ်းမာခြင်းရှိမိအကြောင်းငါဆိုတော့ကျမ်းမာခြင်းရှိဖို့ရန်အတွက်ငါဆူတောင်းတယ်ဆိုပြီးမှဒီတမကျန်းစာနေပြီးမှပေါ်ပြထားပြီးတာပဲဖြစ်ပါတယ်။သူရဆိုလို့ရတော့ဂါယုရဲ့စိတ်နှလုံးကောင်းစားသလိုမျိုးအရာရာမှလည်းကောင်းစားဖို့နဲ့ကျမ်းမာခြင်းရှိဖို့ရန်အတွက်တမန်တော်ကြီးရှင်ယောဟန်နေပြီးမှဆူတောင်းပေးထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ယုံကြည်သူညီကမမိတ်ဆွေအားလုံးနဲ့နားလည်မယ်လို့ချော်နေနဲ့ယုံကြည်ပါတယ်။ ဟုတ်ပြီကျတော့နောက်အခန်းငယ်3လေးကိုဆက်ပြီးကြည့်အောင်ပါ။တင်ဒီတမာတရား၌ကျင်းလေသည့်အတိုင်းတင်၌ရှိသောတမာတရား၏အကြောင်းကိုညီအကိုတို့သည်လာ၍တက်တည်ခံကြတော့အခါငါသည် အလွန်ဝမ်းမြောက်ခြင်းရှိ၏။ငါ၏တာသမီတို့သည်တမာတရား၌ကျင်းလေသည်ကိုငါကြား၍ဝမ်းမြောက်ခြင်းထက်တာ၍ဝမ်းမြောက်ခြင်းမရှိဆိုပြီးမှပြောထားပါဗျ။ဟုတ်ပြီကျတော့အခန်းငယ်3လေးမှာကြည့်လိုက်မယ်ဆိုရင်တော့ဂါယုဟာ တမာတရားမှာကျင်လဲတဲ့အတိုင်းသူ့မှာရှိတဲ့တမာတရားအကြောင်းကိုညီကိုတွေကလာပြီးမှရှင်ရောင်းအောင်ပြောတဲ့အခါမှာသူကအလုံးဝမ်းမြောက်တယ်ဆိုပြီးမှပြောထားတဲ့ဟာလေးကိုကျောင်းနဲ့ဒီအခန်းငယ်၃အပြည့်ကြည့်မယ်ဆိုရင်တွေ့နိုင်ပါတယ်အဲ့ဒါသမီးတို့ဒီတမာတရားနဲ့ကျင်လေဒီကိုငါကြာယူဝမ်းမြောက်ချင်းတက်တာယူဝမ်းမြောက်ချင်းမရှိတဲ့ဒီအခန်းငယ်လေးရဆိုရင်တော့ဒီသူကဂါယူကိုဆိုလိုတာပဲဖြစ်ပါတယ်သူရဲ့ယုံကြည်သူညီကောင်မတွေကတမာတရားမှာကျင်လေဆိုတာကိုသူက တမလို့ရှိအောင်ဟန်ဒီဘက်မှာကြားတဲ့အခါမှာဝမ်းမြောက်ခြင်းထက်ပိုပြီးတော့မှဝမ်းမြောက်ခြင်းမရှိတော့ဘူးဆိုပြီးမှပြောပြထားတာကိုပဲတွေ့ပါတယ်ကြောက်ခန်းငယ်၅6ခုရှိကိုဆက်ပြီးတော့မှကြည့်မယ်ဆိုရင်လည်းတွေ့နိုင်ပါတယ်ဒီဂာယုသူရဲ့အကြောင်းကိုပြောထားတာပဲဖြစ်ပါသူရဲ့ဂာယုရဲ့ကောင်းတဲ့အကြောင်းတွေသူကအဲ့တဲ့ဝတ်ပြတာတွေဒီအကြောင်းတွေကိုချစ်ချင်းမြတ်တာရှိတာတွေတမန်လေးရှင်ဟန်နေပြမပြန်ပြီးတော့မှပြောပြထားပြီးတာပဲ ဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အနေနဲ့အဓိကအဆင်းပြေသွားပြချင်တာတော့ကျတို့ဒီဘက်ခရိယံအတိုင်းဝိုင်းတွေမှာအတော်များကြားနေရတဲ့ဒီစိတ်နှလုံးကောင်းစားရင်အရာရာကောင်းစားမယ်ဆိုတဲ့ဟာကိုကျောင်းနဲ့ဘယ်လိုမြင်ကြသလဲပေါ့ကျောင်းအနေနဲ့ကတော့ဓမ္မကျမ်းစာရဲ့ဖော်ပြချက်အရတင်းရင်စိတ်အချင်းချင်းသူတင်းရင်စိတ်နှလုံးဒီကောင်းစားတဲ့ကဲ့သို့တင်းရင်စိတ်နှလုံးဟာကောင်းစားတယ်လို့မျိုးတင်းဒီအရာရာ၌ကောင်းစားခြင်းနဲ့ကျမ်းမာခြင်းရှိမိအကြောင်းဆူတောင်းဤ တင်ဟာအရာရာမှာကောင်းစားခြင်းနဲ့တမ်းမာခြင်းရှိဖို့ရန်အတွက်ငါဆူတောင်းတဲ့ဆိုပြမှဒီတမာကျမ်းစာတွေပြောပြထားပဲဖြစ်ပါတယ်။စိန်လုံးကောင်းစားရင်းအရာကောင်းစားမယ်ဆိုပြမှပြောပြထားတဲ့ဟာကိုကျွန်တော်အနေနဲ့မတွေ့ရပါဘူး။ဟုတ်ကဲ့အဲ့အတွက်ကြောင့်လို့ကျွန်တော်အနေနဲ့ဒီလိုမျိုးပြောပြရှင်းပြပေးခြင်းပဲဖြစ်ပါတယ်။အကျော်ရည်ကြည့်သူညကောင်မိတ်ဆွေတွေအနေနဲ့လဲကျွန်တော်တို့ဘယ်လိုမျိုးနားလည်ထားလဲဘယ်လိုမျိုးသိရှိထားလဲဆိုတဲ့ဟာလေးကိုကိုမမလေးရေးသွားခဲ့ပါအောင် ကျွန်တော်လက်ရှိပတ်ဝန်းကျင်အတိုင်းဝိုင်းမှာလည်းယုံကြည်သူညကွန်မွန်မိုင်းအနေနဲ့ဒီမျိုးစိတ်နှလုံးကောင်းစားတဲ့ယုံကြည်သူညကွန်မွန်မိုင်းလည်းရှိပါတယ်။ဒါမှမဟုတ်လည်းသူတို့မှာအရာရာမှာကောင်းစားလာကျမ်းမာရင်ရှိလာဆိုတော့ကျောင်းအင်းနဲ့တစ်ချက်လောက်ကြည့်ကြည့်အောင်ပါတချို့တွေအနေနဲ့လည်းကျမ်းမာခြင်းအနေငယ်ချို့ရင်းလာတယ်ပါလေရှိရင်လည်းရှိမယ်တချို့အနေနဲ့လည်းစိတ်နှလုံးကောင်းစားပြီးတော့မှအဆင်မပြေတာမျိုးတွေလည်းရှိရင်လည်းရှိမှာပဲ ဒါမဲ့တမချန်းစာဆင်းလုံးကောင်းစားလို့အရာရာကောင်းစားမယ်ဆိုပြီးမှပြောထားတဲ့ဟာကိုကြော်အနေနဲ့ဒီတမချန်းစာမှာမတွေ့ရပါဘူးအဲ့ဒီအတွက်ကြောင့်မလို့ဒီအနေနဲ့တရားဟောချက်တကြားတဲ့အခါမှာအရင်ဆုံးတမချန်းစာနဲ့စစ်ဆေးဖို့ရအတွက်ဖြစ်ပါတယ်ဗီဒီယိုသားသူကတက်တာလုံးနေမြို့လိုက်တဲ့အလုံးထူချတယ်ဆိုတော့ဘာလို့လဲတမချန်းစာကိုစစ်စစ်ကြည့်ရှုကြတယ်ကျော်ကကျော်ကျွန်ကြည့်သူညီကောင်မအနေနဲ့လေနောက်ပတ်တော်လေးကြားတဲ့အခါမှာတမချန်းစာတခြားလေး စစ်ဆေးဖို့ရအတွက်ကြောင့်အနေနဲ့ပြောပြပေးချင်တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်မံပြီးမှတွေ့ဆုံပါအောင်မယ်။